ဒလနှစ်ကြိမ်လောက်ခွဲပြပါတယ်တချို့လတွေလောသုံးကြိမ်ခွဲပြတာပါလေဒီလဆိုရင်မလနှစ်ရက်နေရတတုတ်ခွဲတယ်ခု15ရက်နေမှာတတုတ်ခွဲမယ်အစတော့ဒီဟို28ရက်နေတတုတ်ခွဲဖို့ຢာထားပေမဲ့လူနာနည်းနည်းနဲတဲ့အတွက် AB 9ရက်နေကိုတော့တတုတ်ຢာထားလိုက်တယ်နောက် AB 29ရက်မှာတတုတ်ခွဲမယ်လေအဲ့တော့ဖြန်းပြဒလကိုနှစ်တုတ်ခွဲတယ်တတုတ်တတုတ်ကို80 90အဲ့လောက်ခွဲပြပါတယ်ဘုံမလို့ဒီဆေးဝင်ကြီးကို2017ကစပြီးတော့ ဖွင့်ပြီးတော့တလအတကြိမ်နှစ်ကြိမ်အဲ့လိုပဲတလကိုလူနာ100ကျော်200 300အဲ့လိုပေါ့ခွဲကူးလာကြတာဒီ2020ဖေဖော်ဝါရီလထီအောင်ခွဲခဲ့တယ်မလမှာဟွာနကိုဘက်ဝင်လာတဲ့အတွက်အဲ့ဒီတွေကရက်လိုက်ရတာပေါ့လေရပြီးတော့2023မှာပြန်ဆပြီးတော့ကုပေးပါတယ်ဘုံဘုံတို့ဆေးဝင်တွေကတပီလုံးမှာဆေးဝင်ခွဲပေါင်း40လောက်ရှိတယ်လေအဲ့ဒီဆေးဝင်တွေကိုလည်းလိုက်ပြီးတော့ ကွန်မန်ဒိုဦးဆောင်ပြီးတော့ဒီရဆရာဝန်ကြီးခေါ်သွားပြီးတော့အကူပေးရတယ်ဟုတ်ခွဲမှာရောက်80အဲ့ဒါလာမယ့်59နေ့မှာခွဲမယ်လေဟုတ်တယ် ဟိုဂျန်တဲ့သူတွေကျတော့ AB ငိုင်းနေမှာနောက်တသုတ်ခွဲမယ် AB ငိုင်းနေမှာနောက်တသုတ်ခွဲမယ်ဒီတသုတ်က80ခွဲမယ်ဒီနေ့လာပြတာတော့200ကျော်ပေါ့ဟိုခွဲလူနာတော့120လောက်ဒါပေမဲ့ဒီမလဒီ30အနေမှာနောက်တသုတ်ထပ်ပြီးတော့လက်ခံပြီးတော့စေအောင်ပါလာကြပါတယ်ဟိုအေယော်ဒီတန်းကဂျုံပြောတို့ဂျောင်းကုန်းတို့နော်ဟိုအေယော်မော်ဂျွန်းတို့နော်ဟိုဘက်ကတိုက်ကြီးတို့မော်ပြီးတို့သုံးကွာလာကြတယ်လေ ။နောက်ဘက်ကကြိုက်ထူကြိုက်ထူတို့မော်လမြန်တို့ဘက်ကလည်းလာကြတယ်။ခွဲရမဲ့လူနာတွေအတွက်ကုံကြမှုကိုဒီနေ့လှုပ်ရှင်တွေကတယောက်ကိုတသိန်းနှုံနဲ့လှူပေးတယ်လေ။လူပေါင်း80ဆိုတော့သိန်း80လှူပေးပါတယ်။တယောက်တယောက်ကိုဖြန်းဖြန်းတသိန်းလောက်ကုံကြရှိတယ်လေ။အဲ့တော့အကုန်ကြမှုအလုံးကိုဒီဒီနေ့လှူရှင်တွေကလှူပေးပါတယ်ခွဲရရမှာလဲသူတို့အကုန်ဒီကအဲစက်သားဆံပြုတ်လဲသူတို့ဟွာတိုက်တယ်လေ နောက်လူနာကောင်းတွေကိုလည်းခုနကဂျာတန်ကျော်တို့ဘာလို့ကျွေးတယ်လေလူနာ80ဆိုတော့လူနာကောင်းလည်း80ပဲပေါ့နော်သူတို့လည်းဂျာတန်ကျော်တို့ဘာလို့ကျွေးပေးတယ်တော့ဗော်လာနီယာတွေလည်းရှိတယ်ဗော်လာနီယာတွေလည်းခမင်းအာဟာရတနာကျွေးပေးတယ်လေတလနှစ်ကြိမ်လောက်ခွဲပေးပါတယ်တချို့လတွေလောသုံးကြိမ်ခွဲပေးတာပါလေဒီလဆိုရင်မလနှစ်ရက်နေရတတုတ်ခွဲတယ်ခု59ရက်နေမှာတတုတ်ခွဲမယ်အစတော့ဒီဟို29ရက်နေတတုတ်ခွဲဖို့ရာထားပေမဲ့ဟို လူနာနည်းနည်းနဲတဲ့အတွက် AB 9နဲ့ကိုတော့တတို့ရထားလိုက်တယ်။နောက် AB 29နဲ့မှတတို့ခွဲမယ်လေ။အဲ့တော့ဖြန်းမြတလောက်နှစ်တို့ခွဲတယ်။တတို့တတို့ကို80 90အဲ့လောက်ခွဲပေးပါလေ။ခမဲ့ပါမယ်။ဟုတ်တယ်စခွဲကြတဲ့အကုန်ခမဲ့ပေါ့။ဘယ်ရဲ့မှာလက်ခံပြီးတော့စစ်မယ်ဆိုပြီးတော့ကြိုတင်ပြီးတော့ဂျင်ညာထားတယ်လေ။ကြိုတင်ဂျင်ညာထားတော့ဒီခွဲထားတဲ့လူနာတွေကလည်းတဆင့်ပြန်ပြီးတော့သတင်းဖြန့်တာပေါ့။ဒီဆေးုံမှာတော့ဒီရက်ဒီရက်လူနာလက်ခံပြီးတော့စစ်လိုက်မယ်။အဲ့တော့အချိန်မီရောက်အောင်သွားကြပေါ့။ ဲ့တော့네ဝေးတွေဆိုရင်ဒီမှာတရက်ဂျိုတင်ပြီးတော့လက်ခံပြီးတော့ဒီမှာညမနေ့ညတွေကဒီမှာလာအိတ်ကြတာလေ네ဝေးတွေကဒီမှာလာအိတ်တယ်လာအိတ်တဲ့သူတွေကျတော့ပြီးခဲ့တဲ့ညနေတွေကဂျိုတင်ပြီးတော့ဒူနာမျိုးတွေကစစ်လို့ရတာတွေသူတို့စစ်ပေးထားတယ်လေဒီမြို့ပေါ်ကလူတွေကတော့မနေ့9နိုင်ရနေ့7နိုင်ရအတွင်းသူတို့ရောက်လာကြရတယ်လေဆရာဝန်တွေက9နိုင်ဆိုရောက်ပြီလေ9နိုင်လောက်ဆိုဆရာဝန်တွေပြန်ပြီဆိုတော့ဆရာဝန်တွေမပြန်ခင်မှာ သူတို့တွေလက်ခံပြီးတော့ဖစ်ပေးတယ်။အကွေဆရာဝန်တွေပြန်သွားလဲပဲဟိုနေရဆေးကန်းလေးတွေမှာသွားပြီးတော့ဖစ်ပေးတယ်ဖစ်ပေးပြီးတော့မှဒီမှာမျက်လုံးနဲ့ထည့်ရမယ်မှန်မလို့တိုင်းပေးတယ်နောက်သွေးဖောက်ပြီးတော့ဖစ်တယ်နောက်စီဂျူသွေးဂျူတိုင်းပြီးတော့ပေးတယ်ဒီဟောဆရာဝန်ပြန်သွားပြီးမှဒီနာအနေနာဝန်းကျင်ကဆေးကန်းတွေလိုက်ဖစ်ထည့်ပြီးတော့မှဒီမှာပြန်ပြီးတော့လွတ်ဆက်ရှိတာလုတ်ပေးတယ်လေပုံမှန်တော့မနေ့9နိုင်ရန်နေ7နိုင်ရီလောက်အတွင်းရောက်အောင်လာမှအဆင်ပြေတယ် ဒီနေ့လူသားရိုဒီကလပ်ကနေပြီးတော့ဥဆောင်ပြီးတော့လူတို့ကအလူရှင်တွေဖိတ်ခေါ်ပေးတယ်အဲတို့ကတလားကိုနှစ်ကြိမ်လောက်တောင်းယူထားတယ်တလားနှစ်ကြိမ်နှစ်ကြိမ်လောက်တို့ရိုဒီကလပ်ကနေပြီးတော့တောင်းယူပြီးတော့လူပေးမယ်ဆိုပြီးတော့အလိုလျှောက်ထားတယ်နောက်ဝိတာခာအဖွဲ့လက်ရှိတယ်ဝိတာခာဖွဲ့ရလဲတို့လည်းအလူရှင်မရှိတဲ့လတွေမှာတို့တောင်းယူမယ်ဆိုပြီးတော့အလိုလျှောက်ထားတယ်ဒါဆိုရင်ဒါဝိတာခာအဖွဲ့ရဲ့အကောင်းဆုံး ဒကမာကြီးပဲပါမောက္ခဒေါက်တာဒဝင်းမင်းတင်ဆိုတာကုသကာဖွဲ့ရဲ့ခေါင်းဆောင်ဒကမာကြီးမင်းတကသူကမျက်စိရမဟုတ်ဘူးသူကဟိုဦးနှောက်အောင်ကျော်ကမျက်စိဌာနတတ်တတ်မျက်စိထုခုဆရာဝန်ကြီးအဖွဲ့ရှိတယ်လေဒီဆေးဝန်ကြီးကိုဥဆောင်တာပါမောက္ခဒေါက်ဒေါက်တာဦးမြအောင်ဒေါက်တာမြအောင်သူကဒီဆေးဝန်ကြီးကိုဥဆောင်တာပေါ့ဘုံမင်းတို့ဒီဆေးဝန်ကြီးကို2017ကစပြီးတော့ဖွင့်ပြီးတော့တလား တကြိမ်နှစ်ကြိမ်အဲ့လိုပဲဒီလောက်လူနာ100ကျော်200 300အဲ့လိုပေါ့ခွဲကူးလာကြတာဒီ2020ဖေဖော်ဝါရီလထီအောင်ခွဲခဲ့တယ်မလမာဟွာနာကိုဗစ်ဝင်လာတဲ့အတွက်အဲ့ဒီတွေကရက်လိုက်ရတာပေါ့လေရပြီးတော့2023မှာပြန်ဆပြီးတော့ကုပေးပါတယ်ခမလို့ဆေးဝင်တွေကတပြီလုံးမှာဆေးဝင်ခွဲပေါင်း40လောက်ရှိတယ်လေအဲ့ဒီဆေးဝင်တွေကိုလည်းလိုက်ပြီးတော့ ဘုံတို့ဥဆောင်ပြီးတော့ဒီကဆရာဝန်ကြီးခေါ်သွားပြီးတော့အခုပေးရတယ်။ဒါပေမဲ့ကိုဗစ်ပြီးတဲ့အခါကျတော့နယ်သေးဝင်တွေကအကောလုံးကြီးပါရပ်သွားတယ်လေ။ဒါပေမဲ့အနည်းဆုံးဖြစ်တဲ့တွေရောက်ဒီတိုင်းကမော်လမြိုင်ကျွန်းလိုပါတော့ကတော့ဘုံတို့ဆရာဝန်နေနဲ့သွားပြီးတော့စစ်ပေးတယ်။ခွဲရမယ့်သူတွေကတော့ဒီလာပြီးတော့ဒီဘက်ခေါ်ပြီးတော့ခွဲပေးတယ်ပေါ့။ဘုံတို့ကတော့နယ်သေးဝင်တွေပါဘုံတို့လိုက်ပြီးတော့ခွဲပေးတာလေ။ခုတော့အနီးနားတွေကိုလိုက်ပြီးတော့စစ်ပေးပြီးတော့ဒီဘက်ခေါ်ခေါ်ပြီးတော့ခွဲပေးတယ်။အဲ့တော့ဒီမှာဒီကနေခွဲပေးတာ ွဲပေးတဲ့လူနာပေါင်း2000ကျော်ရှိသွားပြီပေါ့အထွေလူနာနေနေရတော့7သိန်းကျော်ရှိတယ်အထွေလူနာတွေကလည်း2004တွေကစပြီးတော့ကုပေးတာလေပေါ့အထွေလူနာဆိုတာအမျိုးသမီးတွေအတွက်အမျိုးသမီးယောဂကုတဲ့အပိုင်းရှိတယ်နောက်နန်းနှောင်းလည်းအကြောင်းအေးပြားသွားဖြားနာနောက်ကလေးတွေအတွက်ကလေးထုကုနောက်ဆုံးတိရိစ္ဆာန်လေးတွေအတွက်ပါတိရိစ္ဆာန်ကုတဲ့ဆရာဝန်တွေနဲ့အဲ့လိုကုပေးတာ နယ်လှည့်ပြီးတော့ကုပြီးတော့ဝိရဏရှင်ပေါင်း၈သိန်းကျော်လောက်အဲ့ဒါအထွေထွေအနေနဲ့ကုပြီးနေခဲ့တယ်။ကိုဗစ်ကကာလကလေးကအထွေထွေရက်လိုက်ရတယ်လေ။ဒီလိုရပြီးတော့2023မှာကျတော့မျက်စိပြန်ပြီးတော့ဖွင့်ပြီးတော့အခုတော့မျက်စိတစ်မျိုးတည်းပဲခြံထားတော့တယ်။အဲ့တော့ဒီအနေနဲ့ကတော့ဒါကုသိုလ်ဖြစ်ဆေးရုံဖြစ်တဲ့အတွက်အဲဒီဂျင်းဂျင်းဆက်လိုက်ရင်လူနာ150 160လောက်ခွဲလူနာထွက်တယ်လေ ဲ့တော့တတော်တတော်ကို80လောက်ဖျားများအဲ့လိုခွဲပြီးတော့ပေးတယ်တလောက်နှစ်ကျင်းလောက်ခွဲပေးတယ်ဟိုဒီရွှေပြည်ဟိကုသိုလ်မြတ်စီတမကြီးအကြောင်းကိုသိထားကြတော့သူကလည်းသူလတ်တင်လတ်တင်လာလာပြီးတော့ဒီမှာဟိုလာပြီးတော့စစ်ဆေးကြတယ်စစ်ဆေးခံပြီးတော့ခွဲရမယ့်သူတွေကိုဒီနေ့စစ်ပြီးတော့ရှင်တပတ်ပဲချတယ်လေနောက်တပတ်စနေနေ့မှာစပြီးတော့ခွဲပြီးတော့မယ်လေဒီနေ့စစ်ဒီနေ့ခွဲတော့အဲ့လိုတော့မဖြစ်နိုင်ဘူးပေါ့ဒီမှာလူနာအများကြီးပဲလေအဲ့တော့ ခွဲတဲ့အပိုင်းအတွက်ကြိုတင်ပြီးတော့ပြင်ဆင်ရတယ်ဆေးတွေဝယ်ရတယ်မျက်လုံးနဲ့ထဲမှာမှန်ဘလူးတွေရှာပြီးတော့ဝယ်ရတယ်မျိုးလိုပေါ့လူနာတယောက်တယောက်အတွက်ဖြန်းပြအနည်းဆုံးဒါတသိန်းလောက်အကုန်ကြရှိတယ်ဒါတွေအလုံးကုသရှင်တွေကပဲအကုန်လူပေးကြတာအဲ့တော့ခွဲတဲ့ရက်မှာကျတော့ဒီမှာလူနာတွေတညာအိပ်ပေးတယ်တညာသိပ်ပေးတယ်လीဒီသေးုံမှာပဲလက်ခံပြီးတော့သိပ်ပေးတယ်နောက်တည့်ရက်မနေ့ကျတော့ဆရာဝန်တွေကပြန်ပြီးတော့ညီမတို့ခွဲစိတ်ထားမှုလေးကိုပြန်စစ်ဆေးတယ်လी ပြန်သေးသေးလေးလိုအပ်တာလေးလေးရှိရင်ပြန်ပြီးတော့ပြုပြင်ပေးတယ်ပြီးတော့နောက်တစ်ပတ်ခြာတဲ့အခါတော့တကနောက်တစ်ခါပြန်ပြီးတော့စစ်ပေးတယ်လိုအပ်တဲ့မျက်စင်းတို့ဘာလို့ဆေးဝါးတွေလည်းအကုန်ပေးရတယ်လေနေကမျက်မှန်စပြီးတော့ဩသွေးစစ်တဲ့ဘက်မှာ A ဘို B ဘို C ဘိုအဲ့ဒီ၃မျိုးစစ်တာပေါ့လေ HMB ဘိုသမားတွေကျတော့ဒီမှာခွဲမပေးဘူးသူတို့တော့ဆေးဝင်ကြီးပဲပြန်လွှဲပေးရတယ်ဟော B ဘိုတို့ C ဘိုတို့တော့ဒီမှာပဲခွဲပေးတယ်လက်ခံပြီးတော့ ်ဆေးရုံနေနဲ့ဒါရွှေပြည်ခရင်ဆိုပြီးတော့ဒီမျက်စိဆေးရုံနေနဲ့တပြည်လုံးအတိုင်းအတန်းနဲ့သိကြပါတယ်ခုခုခုဆိုလို့ရှိရင်ဟိုဆေးဘေးရှောင်းကချင်ပြည်နယ်တွေကငိုညင်းတို့ဘာလို့ကဗမော်တို့ကစပြီးတော့ဒီကိုရောက်လာကြတယ်ရောက်လာပြီးတော့အဲမျက်စိခွဲကြတယ်ဆေးဘေးရှောင်းနေမော်မြန်တို့ဘယ်လိုပကလည်းလာကြတယ်ဒါမှမဟုတ်စန္ဒဆစ်ဆေးတာတော့သူ့ရဲ့နဲ့သူပေါ့လေ ဒါပေမဲ့ဟိုခွဲရဲ့အတွင်းအချိန်မီသေးတယ်ဆိုလို့ရှိရင်ဒီမှာဆရာအောင်မရှိပြင်မဲ့တခြားဆေးရုံဆေးကန်းသွားခေါ်ပြီးတော့စစ်ပေးတယ်စစ်ပေးပြီးတော့ဒီမှာလိုအပ်တာလေးတွေပြန်စစ်ဆေးပြီးတော့ခွဲရမှာထည့်ပေးလို့ရတာထည့်ပေးတယ်လေခွဲရကတော့ဒလစမ်းတရကတော့ဒလဒီချိန်ပေါ့ဒါပေမဲ့ဒီခွဲရဲ့အတွင်းမှာအချိန်မီသေးလို့ရှိရင်ဟိုတခြားဆေးရုံတွေကနေဆေးကန်းတွေကနေစစ်ပေးထားတဲ့မှတ်ချက်ပါလို့ရှိရင်လည်းဒီမှာခွဲပေးတယ် တခြားဆင်းကမှာစစ်လာခဲ့တယ်။ဆရာဝန်ကခွဲဖို့မှတ်ချက်ပါတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီမှတ်ချက်လိုက်ဒီမှာခွဲပေးပါတယ်။ဒီထည့်ရမှာခွဲပေးတယ်။ဒီမှာစစ်မှာမဟုတ်ဘူးလေတခြားမှာစစ်လာခဲ့လို့ရှိရင်အဲ့ဒီမှတ်ချက်အတိုင်းဒီကအတည်ပြုပြီးတော့ခွဲပေးပါတယ်။